ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကတော့ထုံးဆိုင်တိုင်းမိတ်ဆွေတို့ရဲ့ကိုမုတ်စိတ်ဖြစ်ကြတယ်เนาะကိုမစပြေလေးလာမဲ့ဝါသနာရှင်ဒီကိုတို့လည်းဖြစ်တယ်ဟောဗျာเนาะကျွန်တော်ရဲ့ဗီဒီယိုဖိုင်တော့အရှင်းမအများကြီးတင်ထားတယ်ဗျာเนาะကျွန်တော်ကတော့အခြေခံနေစပြီးတော့မှခြေတုံးအတက်တာစာเนาะဒီလိုတင်ပေးရဖြစ်တယ်ဗျာပြီးတော့မှမိတ်ဆွေတို့သိကျင်တဲ့ကျော်စင်းတို့ဘကြိုးတို့အားရဲ့နောက်မှထားဗျာเนาะဟော အဲ့တော့မတက်တက်ပေးမတက်တက်တာမျိုးခြေတော်မထိုးတက်တာမျိုးနဲ့သိရမလားအာဟိုဘကြိုးလိုက်ချင်တာတို့ကြောစင်တီးချင်တာတော့အပြုံပြောပြနော်ဒါပေမဲ့အခြေခံလေးတွေကိုပတ်ပတ်နေနေအောက်ခြေခံလေးတွေကိုတင်သွားပါတီးချင်တာတွေကိုလည်းပြပေးမယ်ဗျနော်ဒါပေမဲ့အခြေခံကိုပတ်ပတ်နေနေလုပ်ပါဥမာခြေတော်မထိုးတက်ဘူးသိရမလားတိုင်းမသွားချိန်တာမျိုးအဲ့အဲ့ဒါမျိုးတွေတော့ကျွန်တော်တို့ကသဘောမကျဘူးဗျနော် အာကျွန်တော် YouTube channel မှာဆိုရင်ကျွန်တော်အချိန်ကအနေစာပြီးတော့တင်သွားပေးမယ်စိတ်ရှည်လက်ရှည်နဲ့ကျွန်တော် YouTube channel လေးကိုကြည့်အားပေးလို့ရတယ်ဗျာနော်အတိအဆရာသမားတွေကကြော်ဝေါ်လို့ရတယ်မတိအညီကိုတွေကဒီမှာလေးလာတင်လို့ရတယ်ဗျာနော်ဒီမှာတစ်ချက်ကျွန်တော်ပြမယ်ဗျာနော်ဒီမှာကျွန်တော်ချိန်ရတယ်ဗျာနော်ချီကြော်ရဲ့ဗျာနော်အဲ့နှချောင်းကိုပရမဏီကကျွန်တော်ရိုးချီနဲ့ချိန်ပြထားတယ်ဗျာနော် ဒါပိုးကြီးဘာမှလည်းမလုပ်ဘူးကျွန်တော်ကနော်ဒီပိုးကြီးနဲ့ကိုပြချင်တဲ့အခါမှာခြေကျော်သွားတယ်ဘာမှမလုပ်ဆိုရင်လည်းအသားကိုလည်းထူသွားတယ်ပေါ့ဗျာနော်ဒီမှာတစ်ချက်ကြည့်ဗျာနှစ်ခေါက်ခေါက်ထားတာနော်ဟိုဘလုံးနဲ့မစားကြည့်လို့ပြကြည့်လို့ဆိုပြီးအဲအဲ့လိုကျော်သွားတာဘာပြောင်းကျော်လဲဆိုကျွန်တော်တိုင်မြင်လည်းမချိန်ဘူးနော်အာဒီကချော်ပိုးကြီးချိန်နေတာနဲ့ခြေကြီးလောက်ကျော်သွားတယ်ပြက်မလား တိုင်မြင်ပြန်ချိန်ထားတော့တိုင်မြင်မချိန်ဘူးကျွန်တော်လုံးဝတိုင်မြင်မချိန်ဘူးဘာလို့တိုင်မြင်မချိန်လဲဆိုတော့ကျွန်တော်ချိန်ထားတဲ့တိုင်မြင်ဒီကျွန်တော်မှန်တယ်ပေါ့နော်မှန်တယ်ဆိုတာ fiber ကြီးကိုဖြုတ်လားဖြုတ်ပြီးတော့သုံးပေမဲ့ချိန်ချိန် fiber အသုံးချောင်းနဲ့ပဲချိန်ချိန်နှစ်ချောင်းနဲ့ပဲချိန်ချိန် fiber ကြီးကိုဖြုတ်လိုက်ဥမာနှစ်ပင်ဆိုရင်နှစ်ပင်ပြီးတော့သုံးကတီးတန်ဆန်း fiber ကြီးကိုလုံးဝဖြုတ်တာနော်အခုကျွန်တော်မှန်တဲ့အတွက်ကျွန်တော်အောက်ကတိုင်မြင်လုံးဝမချိန်ဘူးကျွန်တော် wiper ကိုပြန်ချိန်တယ်ပေါ့နော် နော် Viber ချိန်တဲ့ခါကျတော့ဒီမှာဒီလိုခြေမျိုးထွက်လာတယ်ဗျာနော်ကျွန်တော်အောက်တိုင်းမျိုးလုံးဝမချိန်ပါဘူးနော် Viber ခြေဘက်ကျွန်တော်ချိန်တာဖြစ်တယ်ဗျာနော်ဒါဆိုကျွန်တော်ဒီမှာလက်ရှိချုပ်ထားတာဗျာနော်အာဒါလည်းနှစ်ထပ်ပဲနော်တစ်ထပ်တည်းမဟုတ်နှစ်ထပ်ပဲအပါအဝင်ပြောချင်တယ်လဲဆိုတော့ Viber ချိန်တဲ့နေရာမှာတခါပြောရဲဗျာနော်ဘယ်ကောင်ကအဓိကကြာလဲဆိုရင်ဒီ Viber နော် ဒီကောင်เนี่ยအသိအဓိကမကြောက်ဘူးဒီကောင်ကအဓိကကြားရတယ်ဗျာနော်ကျွန်တော်အရှိပြီးဝင်မှာဒီကောင်ကဒီကကျွန်တော်ပေါ်တင်အောက်ချနဲ့အရှိတို့လေးနောက်ဆုံးပဲလုပ်တယ်နော်ပြီးွားရင်မှဒီနော်ပြဋိဌာန်းမှာပါလဲဆိုတော့နော် wifi chain နဲ့ကကြာလို့ရှိရင်နော် wifi ရဲ့နော်ကျွန်တော်ပြပြရမယ်အဲ wifi ရဲ့ဒီအချုံလေးอ่ะနော် ီအက်နဲ့လုံးဝကတ်နေရမယ်မထိရင်ရပြီနော်ထိရင်တော့ချိပြတ်မယ်အကျိုးမယ်နော်အထိတော့မရဘူးဒါပေမဲ့တက်နိုင်လို့ကတ်ပေးထားနော်ပြီးရင်ဒီမှာကျွန်တော်ရှေ့ဗီဒီယိုဖိုင်မှာလိုပဲပြသွားပါတယ်ချိပေးရနော်ဒီကောင်လေးကိုရှေ့တို့နောက်ဆုံးပြီးပါနော်ဒီစကူလေးရှော့ပြီးတော့ရှေ့လေးနည်းနည်းလေးတိုးလိုက်တယ်ဗျာနော်ပါချိန်လဲဆိုရင်အဲ့ဒါကိုနှစ်မျိုးပဲချိန်တယ်။ဘာချီကျော်တယ်ဆိုပြီးတော့သိရမလား။အာတိုင်မင်းနေပြန်ဖြုတ်အောက်ကပြန်ချိန်အစအဆုံးပြန်ချိန်အဲ့ဒါကိုကျွန်တော်မိုးလင်းသွားမယ်နော်။အဲ့ဒါအဆင်မပြေဘူး။ Okay ။ နှစ်ချောင်းနဲ့ချိန်ထားတယ်တော့ပြီเนาะ wiper ကြည့်ထုတ်တာနှစ်ချောင်းကြည့်လုံးဝမကြော်ဘူးဆိုရင်ဒါ wiper ကြောက်ပဲเนาะဒါလေးကိုသတိပြုစေချင်တယ်ဗျာเนาะဟုတ်ကဲ့ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လေးလုပ်သွားပေးပါဦးအားပေးတဲ့ညီကိုဝါသနာရှင်အားလုံးကိုကျေးဇူးလေးတင်တယ်เนาะအားလေးလာလို့ရအောင်မျှဝေပေးရပါဆရာကြီးတော့မဟုတ်ပါဘူးဗျာเนาะเนาะနောက်တဲ့မိတ်ဆွေသိကျင်တဲ့ဟာတွေကိုကျွန်တော်တစ်စီချင်းတစ်စီချင်းတင်ပေးသွားမှာဗျာเนาะအကြောသိင်းလည်းရတယ်เนาะပချိုးလည်းရတယ်အကုန်ရတယ်ဗျာเนาะသိချာတင်ပေးသွားမယ်ဆရာကြီးတော့မဟုတ်ပါဘူးဗျာเนาะ ကျွမ်းကျင်တဲ့ဆရာသမားတွေကြောဝါနိုင်ပါတယ်အခုမှဝါသနာရှင်တွေအတွက်ဖြစ်ပါတယ်ဗျာနော်အားလုံးကျေးဇူးတင်ပါတယ်